စီရုံနဲ့တို့လို့ဆိုလိုက်ရင်ဘောလုံးလောကမှာမတိတဲ့သူမရှိအောင်ထူးချွန်ထင်ရှားသူပါပေါ်တူဂီတက်ဆက်မှုရုံနဲ့တို့ဟာဘောလုံးလောကမှာအတင်းလိုက်စုဖလားတွေတူးချင်းစုတစိတ်တွေတော်တော်များများကိုရရှိမှုသူဖြစ်ပါလေဒါပြင်ကမ္ဘာအကောင်ဆုံးကစားသမားစုကိုလည်း၅ချိန်တိုင်တိုင်ရရှိထားခဲ့သူဖြစ်ပြီးတော့သူပါဝင်ကစားခဲ့တဲ့အတင်းတိုင်းအတွက်အောင်မြင်မှုစုဖလားတွေကိုလည်းရယူပေးစွမ်းနိုင်သူဖြစ်ပါလေအသက်34နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့လည်းယခုအချိန်ထိ ဥရောပတစ်ခွေမှာခြေစမ်းပြကိုးတွေတွင်းယူနေနိုင်စေဖြစ်ပါတယ်။အခုလက်ရှိမှာတော့စီးရီးကလပ်ယူဗင်တက်အသင်းမှာကစားနေပါတယ်။ဒါတွေကတော့ပေါ်လုံးဝန္ဒနာရှင်တွေအတွက်မထူးဆန်းတဲ့တည်ပြီးသားအကြောင်းအရာတွေဖြစ်ပါတယ်။အခုပြောပြမှာကတော့ရိုနယ်ဒိုနဲ့ပတ်သက်ပြီးပရိသတ်တွေမတိကြသေးတဲ့ထူးခြားချက်ပြဝတ်ချက်တွေပဲဖြစ်ပါတယ်။ခရစ်စတီယာနိုရိုနယ်ဒိုလို့ဘာကြောင့်နာမည်တွင်ရတာလဲ။ရိုနယ်ဒိုကို1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာ ပေါ်တူဂီနိုင်ငံမက်ဒရီယာမြို့မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့နာမည်အပြည့်စုံဟာခရစ်စတီယာနိုဒေါ်ဆန်တိုဗိုင်းရပ်စ်ဖြစ်ပါတယ်။ဒါပေမဲ့ရိုနယ်ဒိုရဲ့ဖခင်ဟာအမေရိကန်သမ္မတဟောင်းရိုနယ်ရီဂင်ရဲ့အမခင်ပြိသက်ဖြစ်တာကြောင့်သူ့သားကိုရိုနယ်ရီဂင်ရဲ့နာမည်လဲပေါအောင်ပေါ်တူဂီနာမည်လဲဖြစ်အောင် ခရစ်စတီယာနိုရိုနယ်ဒိုလို့နာမည်မှဲ့လိုက်တာ ဖြစ်ပါတယ်။လီဗာပူးအသင်းနဲ့ကံမဆက်သေးတဲ့ရိုနယ်ဒိုရိုနယ်ဒိုဟာပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်တဲ့ လီဗာပူးနဲ့ကံမဆက်တဲ့သူဖြစ်ပါတယ်။2013ခုနှစ်မှာရိုနယ်ဒိုကိုမန်ယူအသင်းကနေမခေါ်ခင်လီဗာပူးအသင်းကအရင်ခေါ်ယူခဲ့တာပါ။ဒါပေမဲ့အပြောင်းအရွှေ့နဲ့လစာကိစ္စတွေညှိနှိုင်းမရခဲ့တာကြောင့်ပွဲပြတ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာမန်ယူအသင်းနေပြကြီးဖာဂူဆန်ကရိုနယ်ဒိုကိုအကြိုက်တွေ့ပြီးမန်ယူအသင်းကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့လွှဲချော်ခဲ့သူရိုနယ်ဒိုကိုခေါ်ယူဖို့စိတ်ဝင်စားတာဟာ ပရီးမီးယားလိထိပ်သီးကလပ်အသင်းတွေမှာလီဗာပူးအသင်းတစ်သင်းနဲ့မဟုတ်ခဲ့ပါဘူးအာဆင်နယ်အသင်းလည်းပါဝင်ခဲ့ပါတယ်အာဆင်နယ်ဟာရိုနယ်ဒိုအတွက်ကျောနံပါတ်9ဝတ်ဆင်မှုအထီတောင်ပြင်ဆင်ထားပြီးခေါ်ယူဖို့နှိစက်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စပိုတင်လစ်ဘွန်အသင်းဟာတောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းကိုအာဆင်နယ်ကမပေးနိုင်တာကြောင့်ရိုနယ်ဒိုကိုလက်လွတ်ခဲ့ရပါတယ်ကျောနံပါတ်9ဟာ သူ့စိတ်ကြိုက်မဟုတ်ရိုနယ်ဒိုကိုမန်ယူအသင်းမှာကျောနံပါတ်နဲ့တွဲပြီး CR7 ဆိုပြီးလူသိများကြပါတယ်။ဒါပေမဲ့ Ronaldo ကိုယ်တိုင်ကကျောနံပါတ်ခွန်ကိုလူလူချင်းချင်းနဲ့ဝတ်ခဲ့တာတော့မဟုတ်ပါဘူး။ Sporting Lisbon အသင်းမှာတော့သူကစားခဲ့တဲ့ကျောနံပါတ်28ကိုပဲဆက်ပြီးဝတ်ချင်တာပါ။ဒါပေမဲ့ Man U အသင်းကတော့ Ronaldo ကို Legend တွေဝတ်တဲ့ကျောနံပါတ်ခွန်ကိုပဲဝတ်ဆင်စေခဲ့ပါတယ်။အရက်သေးစားဆိုရင်ဝီဒါမနီမော်ဒန်ခေတ်ဘောလုံးလောကမှာတော့ အရက်မတော့တဲ့ကစားသမားဆိုတာအတော်လေးရှားပါပါတယ်။အဲ့ဒီအထက်မှာရော်နယ်ဒိုလည်းပါပါတယ်။သူဟာစစ်လေးအရက်သေးစားလုံးဝတောက်စားခြင်းမရှိပါဘူး။အရက်နဲ့ပတ်သက်ပြီးသူ့မှာခံစားချက်ရှိပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူဟာအရက်အလွန်ကျွံတောက်ရင် သူအသက်20အရွယ်မှာ အသေးယောဂါနဲ့ဆုံးသွားခဲ့တဲ့အတွက်အရက်ဆိုရင် လုံးဝရှောင်ကျဉ်ပါတယ်။ပူကာတီယလီရော်နယ်ဒို ရိုနယ်ဒိုဟာအရက်မတောက်တက်ပေမဲ့ပိုကာရိုက်ရတာကိုတော့အတော်လေးဝါသနာပါပါတယ်။သူ့ဝါသနာကို သိတဲ့နာမည်ကြီးပိုကာဝက်ဆိုက်တစ်ခုကကြော်ညာရိုက်ပေးဖို့ကမ်းလှမ်းခဲ့တာကြောင့်ရိုက်ကူးပေးခဲ့ပူပါတယ်။ပရိသတ်စံချိန်တင်ထားသူရိုနယ်ဒိုဟာ2009ခုနှစ်ဇူလိုင်လ6ရက်နေ့မှာရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့ခြင်းကဘာနေဖြူးမှာကစားသမားမိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ဒီခမ်းအနားကိုပရိသတ်7000ကျော် ်တက်ရောက်ခဲ့ကြတဲ့အတွက်1984ခုနှစ်တုန်းကဒီဂိုမာရာဒိုနာမိတ်ဆက်ပွဲကိုတက်ရောက်ခဲ့တဲ့ပရိသတ်စံချိန်9000ခွဲကိုကျော်ဖြတ်ပြီးစံချိန်တင်နိုင်ခဲ့ပါတယ်။အခုအချိန်ထိတော့ဒီစံချိန်ကို ချိုးနိုင်တဲ့ကစားသမားမရှိသေးပါဘူး။ပူစကတ်စုကိုပထမဆုံးရရှိသူတနစ်တာအကောင်ဆုံးပူစကတ်စု တနည်းအားဖြင့်ဂိုးစုကိုတော့2009ခုနှစ်အောက်တိုဘာလမှာစတင်ချင်းမြင်ခဲ့ရ။ ပထမဆုံးနှစ်မှာပဲရိုနယ်ဒိုဟာဒီဆုကိုရရှိခဲ့ပါတယ်။တက်တူးကင်းတဲ့ကစားသမားဘောလုံးသမားအများစုမှာတွေ့ရလေရှိတယ်။တက်တူးတွေကိုတော့ရိုနယ်ဒိုစီမှာတွေ့ရမှာမဟုတ်ပါဘူး။အသက်24နှစ်အရွယ်တည်းကပုံမှန်သွေးလူလေရှိတဲ့ရိုနယ်ဒိုဟာခန္ဓာကိုယ်မှာတက်တူးထိုးတိုင်းသွေးလူဖို့ဆိုရင်၄နှစ်ကြာ စောင့်ရတာကိုသိတဲ့အတွက်တက်တူးမထိုးတာဖြစ်ပါတယ်။အလုံးသိကျင်နေတဲ့လေဝချင် အသက်34နှစ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုမှာသားသမီး၄ယောက်ရှိပါတယ်။ဒါပေမဲ့သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ခရစ်စတီယာနိုဂျူနီယာရဲ့မိခင်ဟာဘယ်သူလဲဆိုတာခုချိန်ထိဘယ်သူမှ မသိကြသေးပါဘူး။ဒါကတော့သူ့ဘဝအတွက် အကြီးမားဆုံးပြည့်ဝချက်တစ်ခုဖြစ်ပြီး သူနဲ့အနီးကပ်နေတဲ့သူတွေတောင်ဒီကိစ္စကို လုံးဝမသိကြသေးတာဖြစ်ပါတယ်။တချို့ကတော့အငှားကုံဝင်ဆောင်ပြီးမွေးထားတာဖြစ်နိုင်တယ်လို့ပြောကြတယ်လို့ ဇပွဲတို့မှလေးတယောက်နဲ့ညီဆွန်ပြီးရခဲ့တဲ့ကလေးလိုလေတီတူပြောဆိုမှုတွေရှိနေပါတယ်ခရစ်စတီယာနိုဂျူနီယာကိုတော့2010ခုနှစ်ဂျွန်လ18ရက်နေ့အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့တာဖြစ်ပါတယ်